ဒီပေါ်ပြီးတော့ဂျူနီယာကြီးတွေပါတယ်ဒီကိုတရားလုံးဖိတ်ခေါ်တယ်ကျုံးမယ်ဆိုရင်လာခဲ့တာသူကတော့မြန်မာနိုင်ငံမှာတူတူပဲပြည်သူတွေနဲ့တူတူလှုပ်ရှားရတာယုံကာရတာတူတူဆင်းရဲမယ်ဆိုရင်တူတူဆင်းရဲတာပို့ပြီးတော့ကျေနပ်မှုရှိတယ်လို့ဟောလေးကအောင်ရောက်နေပြီနောက်ထပ်ကြိုင်နေပြီးတော့တိမ့်တယ်လို့ဒေါက်တာဇော်ဝင်စိုးရဲ့အဆင့်ရဲ့စေပုံပုံတပုံနေမှာစောက်ဆင်းရှိလားဟောလေးကအောင်ရောက်နေပြီနောက်ထပ်ကြိုင်နေပြီးတော့တိမ့်တယ်လို့အဲ့ဒီချိန်ကြလို့ရှိရင်အဲ့ဒီအပေါက်တိုင်းပြောတော့မင်းတို့တွေပြေးလို့မလုပ်ဘူးနော်တမီးမသိပါဘူးအဲ့တမီးကြောက်ပါပြီတမီးရှစ်ခိုးပါတဲ့ င်းမဲမင်္ဂလာပါရွှေဖမ်မလီမှပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မသက်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါကြလားဟုတ်ကဲ့ကျွန်တော်တို့အတွက်ပျော်ရွှင်ကြည်နူးခွန်အားဖြစ်စေမယ့်ရုပ်တံလေးနဲ့ဟာဟုတ်ဒါကတော့ကျွန်တော်တို့ကြားမဲရဲ့တူပေါ်နော်တောင်တန်းတွေကပါလာပြင်းပြီးနေတယ်ကျွန်တော်တို့ခုတ်ခိုင်တရင်စက်ပြက်ကရော်ပဲတွေရော်ပဲတွေဖြစ်ပါတယ်ဒါတွေကတော့အလေဒီဘောပြေတော့ကျေးဇူးများတင်ပါတယ်ဒီကိုရအောင်ဖိတ်ခေါ်တယ်ကျုံးမယ်ဆိုရင်လာခဲ့တာခေပါ ဟဲ့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 တော့တို့ကြုံမယ်တော့တို့လူစုပေါင်းမှရမယ်စုပေါင်းမှုနဲ့တူကြုံရမယ်ဟုတ်ကဲ့ကျွန်တော်မိသားစုတွေဘိုးမိုက်ခဲလိုမျိုးစိတ်တက်လက်နှက်ကင်ခေါင်းဆောင်တိုင်းမှာရှိရဲ့ကျွန်တော်ဒီပွဲပြတ်တာကြာပြီဗျအခုကျမတို့ကဘာကြီးဟာအင်ဂျာမညံညံကြီးပြောင်းလဲနေတယ် ကျွန်မအခုနိုင်ငံခြားကိုသွားတဲ့ခါကြလို့ရှိရင်အင်တာမတိုးတက်တဲ့ချမ်းသာတဲ့နိုင်ငံတွေကျွန်မကြည့်တယ်ကြည့်ပြီးတော့ကျွန်မစိတ်ထဲမှာဘယ်လိုခံစားချက်ရှိလဲဆိုတော့ကိုကိုကပြန်ပြီးတော့သုံးသပ်တာပေါ့နော်ဒီလိုချမ်းသာတဲ့ချမ်းသာမှုတွေရုပ်ပိုင်းဆိုင်ရာချမ်းသာမှုတွေကိုအားကြသလားမမောသလားကျမတို့အဲ့ဒီလိုနေရာမှာနေရရင်ကောင်းမလားဆိုတဲ့စိတ်ပြေဖြစ်သလားဆိုတော့ဟိုက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 ျမဟိုသုံးသပ်မိပါလေအထူးလင်းပေါ့နော်ကျမ ဟဝိုင်သွားတော့တည်တည်ချာချာစဉ်းစားတယ်ဘာဖြစ်လို့လဲဆိုတော့ဟဝိုင်ကအင်တာမလှပါတယ်ဒီပထဝီအားဖြင့်လည်းအင်တာမလှပါတယ်နောက်ပြီးတော့လူမှုအတိုင်းဝိုင်းအားဖြင့်လည်းအင်တာမစိတ်ချမ်းသာစရာကောင်းတယ်ကျွန်မရောက်ဖူးတဲ့နိုင်ငံနေအဲသူကနိုင်ငံရဲ့လို့တော့မဟုတ်ဘူးပေါ့နော်အမေရိကန်ပြည်ထောင်စုရဲ့တစိတ်တစ်ပိုင်းဒါပေမဲ့လည်းကျွန်မရောက်ဖူးတဲ့နေရာတွေတဲမှာဆိုလို့ရှိရင်အဲဒီလူလူမျိုးအချင်းချင်းခြားနားမှုမထားတာ တယောက်ပေါ်တယောက်စာနာတာချစ်ခင်တာဖော်ရွေတာအဲ့ဒါတွေကတော့အင်တာမများပါတယ်ဟဝိုင်ယီမှာနောက်ပြီးတော့ပထဝီအားဖြင့်လည်းအင်တာမလှပါတယ်ချမ်းလည်းချမ်းသာကြတယ်အခုစင်ကာပူဆိုလို့ရှိရင်လည်းကျမတို့အရှိတိုင်းမှာချမ်းသာတယ်တိုးတက်တယ်တန်ရှင်းတယ်ပေါ့နော်အဲ့ဒါတွေရှိတယ်ဒါပေမဲ့ကျမစဉ်းစားတယ်ဟဝိုင်ယီကအဲ့ဒီဟဝိုင်ယီတန်းချိန်မှာပေါ့နော်ထိုင်ပြီးတော့ဒီ Pacific သမုဒ္ဒရာကြီးကိုကြည့်လိုက်တဲ့အခါကျတော့ကျမဒီလိုနေရာမျိုးမှာနေခြင်းသလားဒီလိုနေရာမျိုးမှာနေလို့ရှိရင် စိတ်ချမ်းသာမလားဆိုပြီးတော့စဉ်းစားကြည့်တော့အမှန်ပြောရင်ကျွန်မစိတ်ချမ်းသာမှာမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်မပြည်သားတော်မြန်မာနိုင်ငံမှာတူတူပဲပြည်သူတွေနဲ့တူတူလှုပ်ရှားရတာယုံကြရတာတူတူဆင်းရဲမယ်ဆိုရင်တူတူဆင်းရဲတာပို့ပြီးတော့ကျေနပ်မှုရှိတယ်လို့ကျွန်မဒီလိုခြောက်ကားဆင်းမှုရှိတယ်ဆိုတာဆင်းရဲတာကိုကျေနပ်ထားမဟုတ်ဘူးဘလို့မှဆင်းရဲတာကိုကျေနပ်ဆရာမလို့ဘူးဒါမဲ့တူတူဒီဆင်းရဲတဲ့အခြေအနေကနေပြီးတော့ ဖောက်ထွက်အောင်လို့လုံမယ်လုံနိုင်လေလုံလဲလုံချင်နေဆိုတော့အဲ့ဒီစိတ်ဓာတ်ကြောင့်မလို့ကျမပို့ပြီးတော့အဆင်ပြေတဲ့နေရာပို့ပြီးတော့ချမ်းသာတဲ့နေရာပို့ပြီးတော့တက်တာတဲ့နေရာမှာနေခြင်းနဲ့စိတ်မရှိတာပါဒီတော့ကျမဒီလိုပြောခြင်းအပြင်ကျမတို့နိုင်ငံခြားမှာရောက်နေတဲ့မြန်မာနိုင်ငံကလာတဲ့ပုဂ္ဂိုလ်တွေအားလုံးဟာပြန်ပြီးတော့လို့ရမယ်လို့ကျမမဆိုလိုပါဘူး။ဒါဟာလက်တွေလည်းမကြဘူး။တကယ်တော့လည်းမလိုလားအပေါ့။ တဲ့တတ်နိုင်သမျှတော့ပြန်ပြီးတော့ကူညီစေခြင်းနဲ့နောက်လူငယ်တွေကိုအထူးဖြင့်စဉ်းစားစေခြင်းနဲ့ကိုဘဝကိုဘာအတွက်သုံးခြင်းတယ်လဲအခုကျမတွေ့ရသလောက်တော့အခုကျမတို့အဲမြန်မာနိုင်ငံအပဝင်ပေါ့နော်တခြားစင်ကာပူလောက်မတွတ်တက်တဲ့အရှေ့တိုင်းနိုင်ငံကဟိုလူငယ်တွေဆိုလို့ရှင်ဒီနိုင်ငံကိုလာခြင်းကြတယ်ဒီမှာတွတ်တဲ့အောင်လုပ်ချင်းကြရတယ်။ကျမမေးကြည့်တယ်ခုခါတော့တွေ့တယ်အကြောင်းကြီးအကြောင်းသားတွေကိုဘာလို့အကြိုက်ဆုံးလဲဆိုတော့ဒီမှာသူတို့ရွေးချယ်ပိုင်ခွင့် နော်ဘဝအမတ်ကံရရှိတယ်ရွေးခဲရွေးချယ်ပိုင်ခွင့်နေများတယ်ဆိုတော့ရွေးချယ်ပိုင်ခွင့်နေများတယ်ဆိုတော့ကျမသဘောကျတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့အခုဒီမိုကရေစီလိုချင်နေဆိုတာပါလေနောက်ဆုံးတော့ဒီမိုကရေစီဆိုတာရွေးချယ်ပိုင်ခွင့်ပဲကိုယ့်ရဲ့အစိုးရတစ်ခုကိုတော့ရွေးချယ်ပိုင်ခွင့်ရှိတာမဟုတ်ဘူးဥပဒေဘောင်အတွင်းကတရားဥပဒေဘောင်အတွင်းကနေပြီးတော့ ကိုဘဝကိုကိုဘယ်လိုကြောက်မလဲဆိုတာကိုရွေးချယ်ပိုင်ခွင့်များတာဟာဒီမိုကရေစီစနစ်ရဲ့ရလတစ်ခုပါပဲရွေးချယ်ပိုင်ခွင့်ဆိုတာဟာအင်တာမလိုအပ်ပါတယ်အဲ့ဒီတော့ကိုကလည်းရွေးချယ်ရမယ်ရွေးချယ်ပိုင်ခွင့်ဆိုတာဟာနိုင်ငံရေးစနစ်နဲ့အစိုးရအတင်းပေးထားတာမဟုတ်ဘူးကိုကိုတိုင်ကလည်းကိုရဲ့ရွေးချယ်ပိုင်ခွင့်ကိုမှတ်မှန်ကန်ကန်သုံးရမယ်နောက်ဆုံးတော့လူတိုင်းလူတိုင်းဟာကိုဘဝမှာရှောက်မဲ့လမ်းကြောင်းကိုကိုရွေးရတာပဲ တခြားလူရွေးပေးလို့တွန်းပို့လိုက်လို့ပါသွားတဲ့လူတွေလည်းရှိတာပေါ့ဒါမဲ့ဒါလည်းတော့ဆင်းတော့ကိုယ့်ပေါ်မှာတည်တာပဲတခြားလူတွန်းပို့သလိုသွားမလားကိုယ့်ဖာကိုကိုရွေးချယ်မလားအဲ့ဒါကတော့လူတိုင်းလူတိုင်းတယောက်ချင်းတယောက်ချင်းဆုံးဖြတ်မှာပါကျွန်တော်တို့ရဲ့အမေအသက်အရာကျော်ရှိပါစေအမေခွေတောင်းသားတွေရဲ့လက်အောက်မှာအစင်မပြေဖမလားအမေနေမကောင်းရဲ့လာပေါ့နော်ကြီးကျွန်တော်မိသားစုတွေ၄မိနစ်အချိန်ဘယ်လိုကုန်လို့ကုန်သွားမှန်းတောင်မသိလိုက်ဘူး ဘလောက်တန်ဖိုးရှိလိုက်လဲပြည်သူလူထုကိုစိတ်ဝင်စားမှုရှိအောင်အာယုံဆိုင်အောင်ပြောနိုင်တယ်စောက်ပုနဲ့တော့တခြားစီပေါ့ဗျာသူခမရဗမာစာကိုစာရွက်ကြည့်ပြီးပြောတာတောင်ထင့်ငော့ထင့်ငော့နဲ့ရှင်းကြည့်လိုက်တခြားဟာမရှင်းတဲ့ဟိုတိုင်းပြည်ချစ်စိတ်တွေနိုင်ငံချစ်စိတ်တွေမရှင်းတဲ့ဒီအမေစုလိုမျိုးကျွန်တော်နိုင်ငံကအခု60ကျော်အဖိုးကြီးတွေစိတ်သက်ရှိရင်ကျွန်တော်တိုင်းပြည် လေဘလောက်တောင်သာယာလှပလိုက်မလဲ ဟုတ်ကဲ့ဗျဒီနေ့အတွက်နောက်ဆုံးရရှိထားတဲ့အစားဝင်အိပ်ပျော်စီမဲ့ခွေးသေးသတင်းလေးတွေနဲ့လိုတိုရှင်သတင်းလေးတွေကိုဖတ်ပြရမယ့်အချိန်ရောက်ရှိလို့လာပါပြီမွန်ပြည်နယ်ရေးမြို့နယ်အာယူတောင်ကျေးရွာရှိစစ်တပ်လက်အောက်ခံပြည်သူ့စစ်အဖွဲ့ကိုရေးဘလူးအတပ်ဖွဲ့ကဝင်ရောက်ပစ်ခတ်ခဲ့ရာယူစောတီခေါင်းဆောင်လင်းဦးထိခိုက်ဒဏ်ရာရကစစ်ခွေး၄កောင်ကတော့နေရာမှာတင်ပွဲချင်းပြီးတေဆုံးသွားကြောင်းရေးဘလူးတပ်ဖွဲ့ခေါင်းဆောင်ကနေပြီးတော့တာသတင်းထုတ်ပြန်ထားတယ်ကိုရေးဘလူးတို့ အခက်ခဲတွေကြာကစော်ထဲလိုက်ပြန်ပြီမကွေးတိုင်းစလင်းမြို့နယ်စလင်းမြို့မှာရဲစခန်းမှာပြင်းပတ်ရန်ထွက်လာသောစစ်ခွေးနှင့်ရဲခွေးများပါဝင်သောစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာခွေးနှစ်ကောင်ကတော့နေရာမှာတွင်ပွဲချင်းပြီးသေဆုံးခဲ့ပြီးလက်နက်ခဲယံပစ္စည်းတချို့သိမ်းဆည်းရရှိခဲ့ကြောင်းစလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူကနေပြီးတော့ဒါထုတ်ပြန်ထားပြန်တယ်ကျွန်တော်မိသားစုလေးစိုးပါဦးဗျာဟင်ပေါင်းလေးပေါ့ခုန၄ကောင်အခု၂ကောင်ရန်ကုန်တိုင်းလှဲကူးမြို့နယ်သာသနာရိပ်တာရက်ွက်ရှိ မြို့နယ်ကြံဖော့ပါတီရုံးကိုမိုင်းခွဲတိုက်ခိုက်ခဲ့ရာအဆောက်ဘူဆော့ထိများထိခိုက်မှုရှိနိုင်ပြီးရုံးအဆောက်အုံလည်းပျက်စီးသွားခဲ့ကြောင်းရန်ကုန်အာမီမှတာဝန်ရှိသူတဦးအပ်နေပြီးတော့ထုတ်ပြန်ထားပြန်တယ်ရန်ကုန်လိုနေရာမျိုးတောင်ခက်စိတ်စိတ်ခက်စိတ်စိတ်တွေ့နေတာရုံလေးတို့ဒိန်းဟောင်တို့အုံသီးတို့သွားသတိစားသတိလေတော့ထားကြပါကွာတော်မတွေဟာကျွန်တော်ကိုဘလောက်တောင်မှတိုက်ခိုက်ခြင်းလဲဆိုရင်လေ ဟိုရက်ကတော့ကဒီ6မြို့နယ်အတွက်ကမ်ပိန်းလုပ်ဖို့ညဘက်အစည်းအဝေးထိုင်တဲ့အချိန်မှာလေးလေးတက်ဟိုနယ်ဥကျော်တလင်းရပါတော့အဲလာကုန်30ရက်နေ့ဆိုတော့ဇန်နဝါရီ30ရက်နေ့ကိုပြောတာနောက်နေ့တင်တော့အဲ့ဒီအကြောင်းဗီဒီယိုရိုက်တော့အဲ့ဒီ30ရက်နေ့ကိုပြောရနေမှာဇန်နဝါရီနဲ့ဖေဖော်ဝါရီမှားပြီးတော့ပြောလိုက်မယ်အဲ့ဒီစကလုံးကိုရိုက်ပြီးတာနဲ့ဒေနာမှာကြိုက်နေဗလာကြီးကပြောတယ်ကျွန်တော် ကိုကြီးရဲ့ February လေးအော်အဲ့မမှားသွားတာကွာဒီတလုံး edit လုပ်ပြင်လိုက်မယ်ဆိုပြီးတော့ edit လုပ်တော့လည်းမပြင်မိဘူးဆိုတော့အဲ February 30လို့မှားပြောလိုက်ပြီတာပေါ့နော်အဲ့ဒီစကလုံးတစ်လုံးမှားတာအောက်မှာတိုက်ခိုက်ကြတာတပုံကြီးအခုမပူတူလို့ဟာမျိုးတော့ဖတ်တိုက်ခိုက်တော့တော်တော်တနာတယ်ကြာနော် तू तू ပြောတာအရင်ကြီးကွာဘာပြောလဲဆိုတာသင်္ကာပါမျိုးလို့ရေးဖေဖော်ဝါရီလက်တော့နေဆိုတော့ပြားဖို့တဲ့မက်ဆေ့ကိုမှားမှုခဲ့မှာဖြစ်ပါတယ် ြဲလှုပ်ဆန်းနော်နှာနှုတ်တော်ဖျက်ရင်လည်းဆိုတော့လှုပ်ဆန်းနော်နေမဲရိုက်နိုင်မလားနေမဲခံရမလားလှုပ်ဆန်းဒီကြီးကလည်းဒီမိုးမကိုကာဝယ်မယ်ဆိုပြီးတော့ကျင်ညာချက်ထုတ်လို့ပြောခဲ့တယ်ဒါပေမဲ့ဘသူပြောတယ်ဆိုတဲ့ဗီဒီယိုဖိုင်ကိုတော့ကျွန်တော်မတွေ့ဘူး MG နေနဲ့ဘာဖြစ်လဲဒီကောင်ထွက်ပြောခဲ့တယ်လို့ဆိုနေလောင်ပြီးတော့ခေါင်နေရမြင်မကောင်းလောင်ပြီးခေါင်နေဆိုတော့ငါတို့ဖက်အချမ်းအောင်ငါတို့စကားပြောတာနေနဲ့ပါဆိုင်လို့လေโอเคဟမ်ငါတို့ကနေတို့ခွေးညိုးလို့မဟုတ်ဘူး ကိုဘဲအချမ်းမှားနေလဲကြိတ်မိတ်နေမဲ့တဲမှာငါတို့မပါဘူးရှင်းလားမှတ်သွားတော့နေတော့ခွေးမျိုးလို့မဟုတ်ဘူးကိုဘဲအချမ်းမှားမှားမှန်မှန်ဘက်ကိုကြည့်တဲ့ထဲမှာငါတို့မပါဘူးဒါပဲလေနော်ငါတို့မိုးကုန်းနဲ့ပတ်ပတ်တယ်လို့ငါတို့ဘက်အချမ်းကိုငါတို့ဝေဖန်တင့်တဲ့အရာငါတို့ဝေဖန်တာနင်တို့စောက်ကြောင်တစ်ကြောင်မှမပါဘူးနော်အဲ့ဒါပေါင်တာတွေလောင်တာတွေလာပြောစရာအကြောင်းမရှိဘူးရှင်းလားမင်းတို့ခွေးမျိုးတွေကိုငါပြောနေတာမဟုတ်ဘူးအဲ့ဗီဒီယိုဖိုင် ရှင်းနေနော်ဆက်ပြောကဲနှာနှုတ်ရိုက်မယ်ဆိုရင်လူငါနေတော့တစ်ချက်ပြန်ထည့်လိုက်ပြီနော်အသေးမင်းနဲ့ဘယ်နှချက်ထည့်ခိုင်းရမလဲကြည့်ပါဆက်ပြောမဟုတ်ဘူးဒေခန်ကြီးတိုက်မယ်လို့အန်ဂျီကဘာလို့လက်လို့စပယ်ပြောခဲ့တာလဲတဲ့အခုကြောင့်မဖေဖော်ဝါရီရက်30ဆိုရယ်ဗျာ90ငစီကလောင်ရိုက်နေတာမဟုတ်ဘူးဒေခန်ကြီးတိုက်မယ်လို့စကားကလက်လို့စပယ်ပြောရဲဆိုရင်နင်းတို့အဖေခေါ်နေတဲ့အန်ဂျီအစိုးရဝင်းကြီးချုပ်မန်ဝေးခိုင်တန်းက တော်လိုင်းရေး2020နှစ်နှစ်မှာအပြီးတိုင်မယ်2023ကိုအခုမခံဘူးဆိုတာလက်လွတ်စပယ်ပြောခဲ့တာမဟုတ်ဘူးလားခေါင်းဆောင်ဆိုတာတော့နော်နောက်လိုက်ပါဖို့အတွက်အားတက်မဲ့အလုပ်လုပ်ရတာနော်နင်တို့လိုစောက်ချိုးမျိုးနဲ့ဘရင်အောင်ဖောင်ဖြတ်တဲ့အချိန်မှာနင်တို့လိုဟာမျိုးတွေရှိရင်လေဒီဖောင်ကိုဘာဖြစ်လို့ဖြတ်တာလဲမတော်ရင်အကုန်သေးကုန်မှစစ်ဆိုတာနိုင်နိုင်မယ်ရှုံးရှုံးမယ်စောက်စစ်ရှိမယ်ခံစစ်ရှိမယ် နော်စုံစစ်စုံကမယ်ဆိုလို့ရှိရင်ဒီဖောင်ကြီးဖျက်လိုက်တာဘလို့နေလဲအဲ့လိုမျိုးပြောမဲ့အတန်းစားတယ်ရှင်းလားအဲ့တော့မန်ဝင်းခိုင်တန်းဦးမန်ဝင်းခိုင်တန်းပြောခဲ့တဲ့စကားဟာတော်လန်လူလူတရက်လုံးပါမယ်ဆိုရင်နိုင်လားမနိုင်ဘူးနော်ရှင်းရှင်းလေးပဲနော် နေတော့ကိုစန့်ကျင်ခဲ့တဲ့လူအားလုံးဒီနေ့ချိန်ကြီးတော်လန်ရင်လုံနေတယ်ဟိုကြောင့်ဒီကြောင့်လာမပြောနဲ့လုံးမယ်ဆိုရင်ဦးမန်းဝင်းခိုင်တန်းပြောတဲ့စကားဒီဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဖြစ်နိုင်တာဟိုဘက်တော့ အဲ့ဒါဘယ်နေရာမှာလဲဟမ်အဲ့ဒါငါတို့စောက်ချောင်းပါလားမအောင်မပေါဘူးနော်အဲ့ဒါဆိုရင်စက်ပေါက်ကိုပိတ်ထားဆက်ပြောဘုံကျုံရန်ကုန်တဲ့မစီမျက်လုံးမှာဘာလို့ဆိုပြီးကန်းနေတယ်လဲနားမှာဘာလို့ဆိုပြီးပင်းနေတယ်လဲမျက်လုံးမှာလည်းမဆိုဘူးနားမှာလည်းမဆိုဘူးနော်မပူတုဆိုတဲ့နေ့လို့ယာရီတွေးမှနဲ့ငါ့လိုလူမျိုးနဲ့ဥပဒေအောက်မှာရှိတဲ့ဒေတာတစ်ခုမှာငါပြောစကားနားထောင်နော် ။နင်တို့ပြည်တွင်းထဲကိုမခေါ်နဲ့ဥပဒေအောက်မှာရှိတဲ့တိုင်းပြည်မဟုတ်ဘူး။ဒီမှာစိုက်တဲ့တိုင်းပြည်ဥပဒေအောက်မှာရှိတဲ့တိုင်းပြည်မှာမြန်မာပြည်သားရှိမှရင်ကော့ခေါင်းပေါပြီးလမ်းလျှောက်ရဲတဲ့စောက်ဆင့်နေမှာရှိတာ။ဒါပဲ။ရှင်းလား။အဲ့ဒါလေးပဲပြောစောက်ခေါင်းတွေကနေပေါင်ပြီးကိုယ့်ကိုလူများကိုပြား90ဆိုပြီးတော့စောက်ခေါင်းတွေကနေပေါင်းနေတယ်။ရှင်းလား။အဲ့ဒီနေပြောနဲ့ပြား90နဲ့နေနဲ့ရင်ပေါင်တန်းပြီးမြန်မာပြည်သားအများစုရှိတဲ့နေမှာလမ်းလျှောက်ရဲလား။ ်တမသမတ်ကြရယ်နော်အဲ့ဒါအဖြေပဲငါတို့ကအဲ့လိုလက်တွေ့ကြကြပြောတယ်လက်တွေ့ကြကြပဲလုပ်တယ်နော်အောက်တန်းစားစိတ်တွေနဲ့မရင်မရတဲ့တိုက်ခိုက်မှုတွေငါတို့မလုပ်ဘူးရှင်းလားရှင်းတိုင်းရင်နဲ့တဲ့ပဲပြောတယ်နောက်ကြောင်းထားနဲ့မလုပ်ဘူးရုပ်မာတဲ့လုပ်တွေငါတို့မလုပ်ဘူးနော်ထပ်ပြောမူးကိုအသေးခံပြီးတိုက်မယ်ဆိုတဲ့ဇာတ်ကားကလွတ်လွတ်စပယ်ပြောတယ်ဆိုရင်ဝင်းကြီးကြောင့်မဝင်းမခံတမ်းပြောခဲ့တယ်တော်လိုင်းရေကို2022မှာပြီးတိုက်မယ်2020ကျွန်တော်ဗီဒီယိုဖိုင်နဲ့မြန်လိုက်မယ်နော်ကျွန်တော်ကရေရှင်လို့ရင်သူတို့အောက်တန်းစားခွေးမျိုးတွေလိုမျိုး ကိုလိုချင်တဲ့အကွက်ကလေးကိုဖြတ်ကတ်ညှက်ကတ်လုပ်ပြီးမကတ်ဘူးသူတို့ပြောထားတဲ့ဗီဒီယိုဖိုင်အဲတခုရှိတာပေါ့အကြောင်းအရာနှစ်ခုတုံးခုကိုပြောမယ်ဆိုရင်တော့အဲအကြောင်းအရာတစ်ခုမှလည်းဖြတ်တင်ဖြတ်မယ်ရှင်းလို့ရှိရင်တော့အကဲအကြောင်းအရာတစ်ခုတည်းကိုပြောထားတဲ့ဗီဒီယိုဖိုင်ဆိုရင်အစအဆုံးပေါင်ကျွန်တော်ရေးရှင်းလုပ်ပေးတယ်အဲ့ဒီတော့သူ့ဟာဗီဒီယိုဖိုင်ရှည်တဲ့အတွက်ကျွန်တော်နည်းနည်းလေးစကားတောင်မြန်လိုက်ပါဦးတော့ကိုခုမခံဘူးဆိုရင်စကားလေးပါလို့ဆက်မဟောင်းတာလေဟမ်ဒီလိုမျိုး online အားချောင်းလေးလိုက်တဲ့လူသက်သမားကမင်းမြန်မာတကယ်တိုက်နေတဲ့ဂျေဆန်နဲ့ပီဒီအေတွေတောင်သူကပြန်ပြီးငါးကိုင်းတုတ်ပြီးဆဲနေတယ် ်တကယ်နေပြီမှာတကယ်တိုက်နေတယ်တကယ်ဒုက္ခခံနေတယ်အသက်လေးဘွားလေးကိုရင်းနေတယ်ဂျေဆက်နဲ့ပြည်ရဲတွေကသူ့လောက်အားမချောင်ဘူးငါ PDF တွေကိုငါနဲ့ကြိုက်တော့ပြီးဆဲတာမြင်ဘူးလားဟမ်အကယ်၍ငါမဆဲဘဲနဲ့နေရဆဲတယ်ဆိုရင်နေရသားမွေးလိုက်နှစ်သားနဲ့လင်မြန်တော်ရလိမ့်မယ်သားမမွေးတဲ့နေ့ဖေနဲ့လင်မြန်တော်ရမယ်နေတော်ရမယ်တော်ရဲ့လားကျန်တယ်နော်။ငါမပြောတဲ့စကားကိုနေလောက်ကြံလီစေပြောရင်နေတော်အမှာနော်။မပူတူ။ဟမ်။အခုနေလေရပြီ။သိလား။ နေသားနဲ့လင်းလင်းမြန်တော်ရမှာငါ့ကိုမပြောနဲ့စကားဆွဆွဲနေသားမရှိတဲ့နေဖေနေလင်းမြန်တော်ရမှာနေတော်ရဲကအေးမတော်ရဲဘူးဆိုလို့ရှိရင်နောက်ဆုံးမဟုတ်မှန်မှန်တဲ့စကားကိုလုတ်ကြံမပြောနဲ့ရှင်းတယ်နော်ငါ PDF တွေကိုငါနဲ့တုတ်ထားတဲ့စကားရှိလာခဲ့လားအောက်တန်းကြတာလူတိုင်းကြားလို့ရတယ်ပုတုမလွယ်လွယ်ရှင်းလားနေဆောက်ခွက်နဲ့နေရုပ်တွေကိုနေကြည့်ရှင်ပြိုင်ရင်တိုက်ခါရှိရှင်ပြိုင်သူများမပြောတဲ့စကားကိုပြောပါနဲ့လောက်ကျန်လီးသေးတာနေတို့ခွေးမျိုးတွေအလုတ်အဲ့ဒါနေတို့ရိုးရတယ် โอเคဟုတ်လားကိုစီဆိုတဲ့ကောင်သူများမပြောတဲ့စကားပြောပါလေဘယ်တော့မှလှုပ်ကြံလိမ့်တယ်မပြောရှင်းလားနော်အဲ့တော့ PDF တွေကိုဗာငါနဲ့တုတ်တယ်ဟုတ်လားဟုတ်ပါပြီလားမပြနိုင်တော့နေရာဘာဖြစ်မလဲဖြေလို့မှဖြစ်မှာနော်နော်အဲငါငါပြောတာမဟုတ်ဘူးနော်နေလို့ရနေပြောတာအကယ်၍နေပြောတယ်လို့ငါပြောခဲ့ရင်ချိုက်တယ်လို့ငါ့ကိုချင်းရှင်းလားဆက်ပြောသူတို့ယုံကြည်ချိုးတယ်သူတို့အသက်ခံတာပြေးပြီးတိုက်နေတာအဲ့ဒီ online အားချောင်းတွေကဘာလို့ဆိုရလဲဟမ် နင်တို့အန်ယူဂျီကလည်းမဆွေပြောခဲ့တာအခုမှမဟုတ်ဘူးလေနေအဖေခေါ်နေတယ်အန်ယူဂျီကပညာရေးဝင်ကြီးကျန်းမာရေးဝင်ကြီးဆိုတဲ့ဇော်ဝေစုတောင်းလေရအောင်ရောက်နေပြီနောက်နှစ်တိုင်နေပြီးတော့သိမ့်တယ်လို့ပြောခဲ့တယ်နေဘာလို့ပဇက်ပေါက်တွေပိတ်နေလဲနေအပေါက်ကိုဘယ်သူပါနဲ့စိုးထားတယ်လဲငါပြောမယ်ဇော်ဝေစုလို့နေပြောရအောင်ဒေါက်တာဇော်ဝေစုရဲ့အဆင့်ရဲ့စေပုံပုံတပုံနေ့မှာစောက်ဆင့်ရှိလားနော်အဲ့ဒါလေးပဲမေးမယ်ဒေါက်တာဇော်ဝေစုပြောခဲ့တဲ့စကားပြီး လက်လို့စပယ်ပြောခဲ့တာတော်နိုင်ရင်ရေချိန်ကိုနှိဖို့ပြောခဲ့တာနော်အဲ့တော့နေတော့ငါတို့ဘက်ကိုလာပြီးဝေဖန်စရာမလိုဘူးဝေဖန်ရှင်နေတော့ဘက်နေတော့အချောင်းတွေကိုနေတော့ဝေဖန်နော်ငါတို့ဘက်အချမ်းမှာငါတို့တည်သူနဲ့ငါတို့အစိုးရရှိပြီးသားဟုတ်တယ်နော်မပုဒုနေတော့တွေပြေးလို့မလုပ်ဘူးနော်ဒီလားအခု CRPH ကဥပဒေပြဋ္ဌာန်းလိုက်တာအလကားပြဋ္ဌာန်းတာမဟုတ်ဘူးလားမင်းတို့စောက်ပေါ်လို့ပြောမှာပြောရတယ်ပြောတာဒီလားမင်းအောင်နိုင်မင်းတို့ခေါ်ရမှာ စမ်းကြည့်လိုက်အဲ့ဒီအချိန်ကြာလို့ရှိရင်အဲ့ဒီအပေါက်တိုင်းပြောတော့အခုမောတော့မှာနစ်လို့တကောင်မိထားတယ်တွေ့တယ်မလားဟမ်ဗာအမေတားတယ်ဆိုပြီးငါတို့ထောက်ဖို့နေရာဆက်အမြဲဆဲတဲ့ကောင်မအခုမိတဲ့အချိန်မှာဘလို့စောက်ခွက်တယ်မြင်အောင်ကြည့်အဲ့ဒါနေတော့ထုံးစံတယ်နေတော့အဲ့ဒီစစ်ခွေးကိုဘောမတဲ့အောက်တန်းစားတွေရာလေမမိခင်မှာစောက်ခွက်တရားအယုတ်မိလိုက်တဲ့အချိန်တောင်မုတ်ဆုံးမအယုတ်ကတွတ်ဆုံးယုံနဲ့စောက်ခွက်တရားနမ်နေတော့စောက်ကြည့်နေလားတိလာစပြောနေနေအဖေခေါ်နေတဲ့အမှုကြီးကာကွယ်ရေးဝန်ကြီးရင်းလို့ အမှုကြီးနိုင်ငံခြားရေးဝန်ကြီးဇင်းမအောင်အမှုကြီးတရားစာသားရေးရဝန်ကြီးတင်ထွန်းအောင်တော်လိုင်းကိုနှစ်နှစ်နဲ့အပြေးတိုင်းမယ်လို့ပြောခဲ့တယ်အဲ့ဒီလိုလက်လွတ်စပယ်ပြောခဲ့တာကြာနေပါစက်ပေါက်ကိုဘယ်သူပါနဲ့ဆိုထားတယ်တော်လိုင်းကနှစ်နှစ်ကပြောခဲ့တာမြားအောင်များနေသေးတယ်မြားခဲ့နှစ်နှစ်ကနော်ရက်20တန်းနဲ့ပြတ်ကမဲ့တော်လိုင်းကြီးရှင်းရှင်းလေးပဲနော်တကယ်ကအခုဆန္ဒပြလက်ပေါင်းချောင်းထွက်ပြတဲ့သူတွေအားလုံးတာလှည့်ဒီနေ့အချိန်ထိတော်လိုင်းကြီးလုံနေမယ်ဆိုရင်တော်လိုင်းကြီးကနှစ်နှစ်မဟုတ်ဘူး နှစ်လတည်းပြက်အဲ့တော့နှစ်နှစ်ပြောခဲ့တာလားသူတို့ကအဲ့ဒါဆိုများတယ်နှစ်လလို့ပြောအောင်ရှင်းလားသူတို့ဒီသူအားလုံးထပ်မလုပ်တာအတူပြစ်မဘူးတော်လှန်ရေးစကားစားမှာဒိုရင်းဒိုရင်းအော်ခဲ့တဲ့လူအားကိုကြည်ပြီးတုံးတတ်မယ်ဆိုအဲ့ဒီအားအတိုင်းလုပ်ရင်နှစ်နှစ်မုံနှစ်လနဲ့ပြက်အဲ့တော့အဲ့ဒီပုဂ္ဂိုလ်တွေကနှစ်နှစ်ပြောခဲ့ဆိုအဲ့ဒီလူတွေများတယ်ပြောတာငါဆိုနှစ်လလို့ပြောမှာရှင်းလားโอเคเนาะအဲ့တော့သူတို့ပြစ်မဟုတ်ဘူးတိရသူတယောက်လည်းလုပ်လို့ရတဲ့တော်လှန်ရေးမဟုတ်ဘူးเนาะ တကယ်ဆိုရင်2020နဲ့တုံးနေတာအဲ့ဒီလိုလက်လွတ်စပယ်ပြောတာတွေဟာတကယ်မြေပြင်မှာတကယ်တိုက်နေတဲ့ဂျင်းဆက်နဲ့ပီရက်တွေဘွားကိုထိုးကျွေးနေတာမြမပြည်သူတွေကိုမျောနှင်းချင်အမားတွေပြီးပြီမြမပြည်ကိုဖျက်ဆီးနေတာပါလို့နှစ်သက်ဆက်ပေါက်ကပြောရမယ်လေနေ့ပေါက်ပါဆို။အော်အကယ်အဲ့ဒါဆိုရင်နှစ်ဖက်ကိုမျှကြည့်မယ်နော်ခါဒီဘက်ကနေပြောတယ်လို့ငါတို့အစိုးရဘက်ကလူကြီးတွေကပေါက်ကရပြောတယ်ခါအဲ့ဒါနေတို့ဘက်မှာငမဲလုံးကပေါက်ကရမပြောဘူးလားဟမ်မင်းအောင်နိုင်ရပေါက်ကရမပြောဘူးလားအချားဟာတွေရောပေါက်ကရမပြောဘူးလား ဒါနှစ်ခုလုံးပေါက်ခဲ့ပြောပြီနော်နင်တို့အစိုးရကငါတို့အစိုးရပေါက်ခဲ့ပြောပြီโอเคတိုက်နေတဲ့ရဲဘော်ကြီးရှင်ကြည့်လိုက်နေတို့ပဲအချမ်းမှာမတိုက်ချင်တဲ့လူပေစင်ယူဝိရှိတယ်အနာယူဝိရှိမှလူကြီးညာရဲတာငါတို့ပဲအချမ်းမှာလာကြည့်နော်အဲ့တော့ဘသူကထိုးကျွေးနေတာငါတို့ပဲအချမ်းမှာ PDF မလုပ်ချင်တဲ့လူတွေအခုချင်ချင်နားလို့ရတယ်ဘယ်သူမှအတင်းအမိတ်နဲ့အာနာနဲ့ခိုင်းတာနဲ့ PDF တောင်မှမရှိဘူးဒါပေမဲ့နင်တို့ပဲအချမ်းမှာ အခုစစ်သားမလုပ်ချင်တဲ့လူထွက်ခွင့်ရတယ်လို့နင်တို့ပြောနိုင်လားပြောရဲလားအဲ့တော့ဘသူတွေကထိုးကျွေးတာလဲငါတို့ဘက်ကလူတွေကထိုးကျွေးနေတာလားနေတို့ဘက်ကလူကထိုးကျွေးတာလဲလက်ရှိနေမေလီမင်းအောင်နိုင်အာနာစပိန်ကြီးကစစ်သားဘလောက်တွေဝါပြီလဲရဲဘလောက်တွေဝါပြီလဲအဲ့ဒါကြတော့နစ်စပ်ပေါက်ကမင်းအောင်နိုင်ရဲ့လက်ပြုတ်ကိုငုံထားလို့နင်ထွက်မပြောတာဟမ်ငါတို့ဘက်က PDF တွေကဘလောက်ပဲအန်ယူဒီရဲ့လူကြီးတွေပေါက်ကရပြောရင်ပြောမပြောရင်နေပါစေတူတို့အတိတရားနဲ့တူတို့လုပ်နေတာ သူတို့တီတရားနဲ့သူတို့အသေးခံတိုက်နေတာနေတော့ဘက်မှာစစ်ခွေးတွေပင်းစင်းမတိုက်ချင်တဲ့လူစစ်တပ်တွေကထွက်ခွင့်ရှိတယ်လို့ပြောရဲလားအေးအဲ့လားပဲအဲ့တော့ထိုးကြွေးတာဒီငါတို့ဘက်ကထိုးကြွေးတာလားနေတော့ဘက်ကထိုးကြွေးတာလားမပုဒုတနာနဲ့နစ်ဆောက်စင်တော့တက်လာခဲ့လားဘာနေမှာနှုတ်ပြီးရတယ်ဟမ်အခုစက်မပြဲလံသွားတာဘာလို့လဲထပ်ပြောမယ်ထပ်ပြောနေဟမ်ဟာလေဟာလေကျန်နော်ပြောဦးကြမှာသူကတော့ မမနော်ဒီအတွက်ကိုသူချက်မပြေမနော်ဒီဒါသူကဖေးပွားရေ30လို့မမပြီးပြောမိတာပါလေဒီအမားလေးကမသူ့ကိုဝိုင်းပြီးတော့ထောက်ကထောက်ပြကြရတယ်ပေါ့သူ့ဝိုင်းပြီးတော့ဖောက်သူ့တယ်နင်အမားကဖေးပွားရေ30ဆိုတာမတစ်ခုပြန်ဖို့ဘူးနင်အမားကနင်ကိုယ်တိုင်းမသိနဲ့နဲ့နင်ကိုယ်တိုင်းလည်းမတက်ခင်နဲ့သူများစကားလမ်းဆုံးပြီးတော့နင်အတိတောင်တက်တောင်နဲ့တော်လည်းရေးကနိုင်နေပြီငါတို့နိုင်နေပြီအရေးတော်ကအောင်နေပြီဆိုပြီးမြောက်ပေးခဲ့တယ်အမားပဲအဲ့ဒါဆိုရင်ငါတို့တော်နိုင်ရေးကမနိုင်ဘူးလားငါစကားမှားတယ်ဆိုမှားတဲ့စကားယူလာပြီနော် နေပဲနေရမှာဘယ်လိုပြောလဲအခုနေပြောတယ် February 30အဲ့ဟာကိုပြောနော်ငါပြောပြမယ်ရက်30မှာ September April June နဲ့ November ကျန်တော့လမှာ31 February 28ရက်ထက်နေ့မှာတရက်တို့ February 29တိလားအလောင်းမဟုတ်ဘူးနော်တကူတာလထွန်ပကစုံနေုံမြွတ်စအောင်မဝါဆိုတာလိုဝါကောင်မြတ်တန်တော်တယ်လင်း Yes that you need long လာဟမ်တမတော်ကအင်းဝရစာအဲ့ဒါတွေကိုကျွတ်ပြအောင်မလားတိလားဒါပေမဲ့နေလို့စောက်စီရင်လူတယောက်ကိုပြောစီရင်မရှိတော့တော့ ဒါလေးကိုကွက်ပြောတာငါဘာမှမဖြစ်ဘူးလားအနေလုံးကအဲ့ဒါတိုက်ခိုက်လို့ငါဘာမှမဖြစ်ဘူးဘာဖြစ်နေလုံးရဲ့ရုပ်မာတဲ့စိတ်ခံကိုလူတွေကိုရှာပြတဲ့အတူတူပဲဟောဘောမတွေကကိုစီကိုတိုက်เสียမှရှိတော့လေဒီလိုဟာကဆက်တို့မှလိုက်တိုက်နေရတယ်အော်တော်အောက်တန်းကျတဲ့ဘောကတွေပါလားတနာเสียပဲဒီဘောမတွေကပြစမ်းလူကတော့မြင်မှာငါဘာမှမဖြစ်ဘူးဒိလာရှင်းရှင်းလေးရက်ဒီရက်30မှာစပင်မှာအေဗေဂျွန်နဲ့နှုံဝင်မှာဆိုတော့ចောင်းတဲ့နဲ့ကလေးတောင်တိတယ် ငါမတည်ဘူးဆိုတာလူတိုင်းငါမတည်လားတည်လားဆိုတာလူမှန်မျက်တည်တယ်။ဒါနဲ့အဲ့ဒါကိုနင်တို့ကတိုက်ခိုက်လို့ငါတိုက်ခတ်ကြမှာနင်တို့တိုက်ခတ်ကြ။ယေရှုတည်တယ်။နော်အဲ့လိုဟာမျိုးတွေလည်းတိုက်ခိုက်တဲ့အတွက်အရန်ယေရှုတည်တယ်။တည်လား။နောက်လည်းတိုက်ခိုက်ပါ။နင်တို့ကတိုက်ခိုက်မှုပြီးနင်တို့အဲ့လိုပုံစံမျိုးတွေများများတိုက်ခိုက်လေငါရဲ့နေရာကပို့ပြီးတော့ကြီးကျင်တာလေ။ငါ့ကိုချစ်တဲ့သူဝိညာဉ်နဲ့သူပူပေါင်းနေတယ်။ရှင်းလား။โอเคကိုစီယေຊုအထူးတင်တယ်ဘုဒ္ဓမယာတိသွေးကိုဆွဲဖျဲလိုက်တာတော်တော်မအားရဟု ကောင်းပါတယ်ဗျတဘာဝကြကြနီလန်ကြကြလက်တွေ့ကြကြပဲပြောရအောင်ဘုရုမနေရဲကြောင်မျိုးမင်းတို့ကြောင်ဆိုးဦးတို့နေတို့ဘောမအကုံလုံးကိုခေါ်လာခဲ့ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်မြန်မာနိုင်ငံမှာတော့မလုံးနဲ့เนาะလူရှိသူရှိစင်ပေါ်မှာနေတို့ဘောမအုပ်စုကတစုထိုင်ကိုစီယာတယောက်ထဲထိုင်ကိုချစ်တဲ့သူကိုပတ်စံဝိုင်းထဲကြပါဆိုပြီးတော့ညားတဲ့သူကနိုင်ကြီးလောင်းရဲလာစားရှိရင်ဒါတဘာဝကြကြပြောတာเนาะထိုင်းမလေးရှားစင်ကာပူကြိုက်တဲ့နိုင်ငံနေရွေးလိုက် မြန်မာအများစုရှိတဲ့နိုင်ငံတဘာဝကြကြလှုပ်ရဲလာလှုပ်ရဲရင်တက်ခဲလိုက်ငါတို့ပြည်သူတွေအားလုံးစိန်ခေါ်တယ်โอเคဆရာအောင်မြင်မုံရွာမိထားတဲ့ကောင်မကလည်းဒီဘူဒူးမတို့ပဲဟောင်းဖွာဟောင်းဖွာနဲ့တကယ်လဲမိသွားရောတမီးမသိပါဘူးတမီးကြောက်ပါပြီတမီးရှစ်ခိုးပါတဲ့ तू ကမှားတာနင်တို့လောက်မများဘူးเนาะနင်တို့တွေငါတို့အမှန်တရားဘက်တော်သားတွေကိုပြောဆိုလာတာရေမတွက်နိုင်တော့ဘူးအဲ့တော့ငါတို့ဘက်မိလိုက်ပါလာလို့ကတော့ခွင်လွတ်เสียအကြောင်း မရှိဘူးခွင်းလွှတ်နိုင်တာကျွန်တော်မိသားစုပြည်သူကလည်းပြည်သူတာဝန်ကျေပါလက်နက်ကင်ထားတဲ့ညီနောင်တွေကလည်းညီနောင်တွေရဲ့တာဝန်ကျေပါဒါလောက်ပဲပြောမယ်ယေရှုတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့ဓမ္မဖက်တော်သားတယောက်ချင်းတော်လန်နေတဲ့၄ပါလို့ဆူတောင်းရင်းနဲ့နောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့ကြရသေးဗျ